မင်္ဂလာပါရှင်။ဘာမခေတ်တဲ့တရင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစပြီးနောက်ဆုံးရသတင်းများကိုအစီရင်ခံတင်ဆက်ပေးပါတော့မရှင်။ပထမဆုံးသတင်းအနေနဲ့ငလင်တန်းခန္ဓာရတော်လေးစစ်ကောင်စီကကောက်ဝေးလုပ်ငန်းများဆက်လက်ဆောင်ရွက်ပြီးစစ်ဆက်လက်တိုက်မြို့မင်းအောင်လိုင်ကကြီးညာပြန်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ စစ်တပ်အနေဖြင့်ငလျင်တန်းခံနိုင်ရတော့လေကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဆက်လက်ဆောင်ရွက်ပြီးစစ်ဆက်လက်တိုက်သွားမည်ဖြစ်ကြောင်းအကြံဖက်ဆက်ကောင်းဆောင်မင်းအောင်လိုင်ကကြေညာပြန်သည်ရှမန်နေနေပြည်တော်တွင်ပြုလုပ်သည့်ငလျင်ဘေးတန်ကုညီရေးငွေလူတန်းမှုများလက်ခံပွဲတွင် အကြံဖက်ဆက်ကောင်းဆောင်မင်းအောင်လိုင်ကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည် လူမှုအစိုးရတံမှအာဏာကိုလက်နက်ဖြင့်စစ်အာဏာသိမ်းယူခဲ့သောမင်းအောင်လှိုင်ကလက်ရှိနိုင်ငံရေးအရာဖြစ်ပေါ်လာသောပြဿနာကိုအကြမ်းဖက်သည့်နေလန်ဖြင့်ရွေးချယ်ခဲ့ကြသည့်အတွက်စစ်တပ်အနေဖြင့်ချမှတ်ထားသောလုပ်ငန်းစဉ်များအတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအထူးသောတိုင်းဒေသလက်နက်ကိုင်အဖွဲ့များအနေဖြင့်လက်ရှိအခြေအနေတွင်တိုက်ပွဲပေါ်ဆောင်ခြင်းမရှိတော့လေတိုက်ခိုက်မှုများလှုပ်ဆောင်ရန်အတွက်စုဖွဲ့ခြင်းလေ့ကျင့်ပြင်ဆင်နေခြင်းများလှုပ်ဆောင်နေသည်ကိုမိမိတို့အနေဖြင့်သိရှိပြီး ရင်းကဲ့သို့ဆောင်ရွက်ခြင်းမှလည်းတိုက်ခိုက်ခြင်းဖြစ်သည့်အတွက်လိုအပ်သည့်ကာဝေးရေးဆိုင်ရာလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအကြံဖက်မင်းအောင်လှိုင်ကဆိုသည်ငလင်ဘေးဒဏ်ကြောင့် NUG ကနှစ်ပတ်အပြည့်ခတ်ရက်စဲမျိုးချိန်ညာထားမှု၎င်းကသိရှိကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးစစ်တမ်းအနေဖြင့်မြေတီတိုင်းသားလက်နက်ကိုင်အဖွဲ့စခန်းကိုမှဥစွာတိုက်ခိုက်ခဲ့ခြင်းမရှိပေ၎င်းတို့လာရောက်တိုက်ခိုက်မှသာလျှင်လူအသည့်တုံ့ပြန်မှုများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုပြောဆိုသည် မတ်လ28ရက်နေ့မန္တလေးနှင့်စကိုင်းမြို့ကိုပို့ဟိုပြုခဲ့သောပြည်ခွနှစ်တသမခွနှစ်အစဉ်ရှိငလျင်ကြီးလှုပ်ခတ်ပြီးခြင်းကလေးကစစ်တပ်ကတိုင်းနှင့်ပြည်နယ်မှနေရာ၅ခုကိုလည်းစစ်ကောင်စီကလေးချောင်းပုံကျဲတိုက်ခိုက်ခဲ့သည်။ နောင်ချိုမြို့နယ်ကံကြီးကျေးရွာ၊နောင်လင်းကျေးရွာ၊ကရင်ပြည်နယ် KNU တပ်မခွနစ်နေမြေရှိ လေးဝါကျေးရွာ၊စကိုင်းတိုင်းချောင်းမြို့နယ်နွယ်ခွေးကျေးရွာနဲ့စက်တောင်းမြေအရှိဘကံဖြူးမြို့နယ်ကျေးရွာများကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအဆိုပါပုံကျဲတိုက်ခိုက်မှုအလုံးဒီငလင်းလှုပ်ခတ်ချိန်နဲ့လှုပ်ခတ်ပြီးနိုင်ပိုင်းအကြာတွင်စစ်ကောင်စီကအရက်သားပြည်သူများရှိရာနေရာများသို့အကြမ်းဖက်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မတ်လ30ရက်နေ့ညနေ9နာရီကျော်ကလည်းကြောက်ဖြူမြို့နယ်ကုလဘာကြေးရွာကိုတညဝရီရေတပ်ကဒရုန်းတစ်စီးဖြင့်ပုံချဲတိုက်ခိုက်ခဲ့ကြောင်းကုလဘာကြေးရွာအနောက်ဘက်ခြမ်းကိုပုံချရောက်ပောက်ကွဲခဲ့ပြီးနေအင်းချိုးနှင့်ဆိုင်ငံတစ်ခုပြက်စီးသွားခဲ့သည်မတ်လ30ရက်နေ့တွင်လည်းပေါင်းမြို့နယ်ကပ္ပစ24မှာစစ်တပ်ကစနိုက်ပါဖြင့်ချောင်းမြောင်ပစ်ခဲ့ရာပေါင်းမြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့မှပကဖရဲဘော်နှုတ်ဦးနှင့်ကျောင်းဆရာတို့ကိုကြာဆုံးခဲ့ရသည်မတ်လ31ရက်နေ့နေ့6နာရီခန့်တွင်ညောင်ရွှေမြို့နယ်အင်းလေးဒေသ တောင်ပိုင်းရှိခြေရွာများကိုအစံဘတ်စစ်တပ်နှင့် PNA ပြည်သူစစ်တို့ကဒရုန်းလက်နက်ကြီးများဖြင့်ရှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူအနေနှလုံးပြက်စီးခဲ့ကြောင်း အလားတူမတ်လ31ရက်နေ့ညနေ6နာရီခန့်တွင်လည်း6ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူအနေနှလုံးထပ်မံပြက်စီးခဲ့ကြောင်းသိရသည်မက်လ31ရက်နေ့ညနေ9:54မိနစ်ခန့်တွင်စင်ကူးမြို့နယ်လက်ပံလာရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာနေအိမ်များမီးလောင်ပြာကျခဲ့သည် မတ်လ31ရက်နေ့ညနေပိုင်းတွင်အကြံဘက်စစ်တပ်ကမိုးညင်းကိုင်း KIA ရဲ့တပ်မှရှစ်ဘက်ကိုဂျက်ဖိုင်တာ20ပြင်ပုံစဲတိုက်ခိုက်ခြင်းကြောင့်စစ်တပ်နဲ့လာတပ်သည်တင်းနန်းသား38ဦးကြာဆုံးက28ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မတ်လ31ရက်နေ့မိုးလယ်2:40မိနစ်အချိန်မကွေးတိုင်းပေါင်မြို့နယ်ခြေဆိုင်ကပ္ပစ24ကလက်နက်ကြီး87မမဖြင့်လေးချက်ပစ်ခတ်ခဲ့ရာပေါင်မြို့နယ်ပလောင်ကျေးရွာသို့ကြာရောက်ပောက်ခွဲခဲ့ကြောင်းအဆိုပါလက်နက်ကြီးကြာရောက်ပောက်ခွဲမှုကြောင့်ပလောင်ကျေးရွာနေအသက်73နှစ်အရွယ်မတ်အေဂရီမှာဝမ်ပိုက်ကြီးထိမှန်ကတေဆုံးခဲ့သည်မတ်လ31ရက်နေ့ညာရှင်နိုင်ကျော်အချိန်စစ်ကောင်စီကလေးချောင်းဖြင့်မြောက်ဦးမြို့နယ်ကိုပုံကျဲတိုက်ခိုက်ခဲ့၍အသက်66နှစ်အရွယ်ဦးအောင်ကျော်စံတေဆုံးသွားသည် မတ်လ31ရက်နေ့နနက်9:00နာရီကျော်အချိန်ကြောက်ဖြူမြို့နယ်စင်ချောင်းရွာကြီးကိုလည်းစစ်တဲရေးတပ်တင်မောကလက်နက်ကြီးဖြင့်ပစ်ခတ်၍တန်ဃာတော်တပါအပါဝင်အယက်သားနှုတ်တိဆုံပြီးဆရာတော်ကြီးတပါနှင့်ကိုရင်အပါဝင်အယက်သား9ဦးတန်ရာပြင်းထန်စွာရရှိသောကြောင့်မင်းရကြိုက်နယ်ဝနက်ချွန်စိတ်ကြီးရွာနီပင်လေပြင်းနေရန်နာထားသောစစ်ကောင်စီနေပြည်ကလက်နက်ကြီး၃လုံးဖြင့်စင်ချောင်းကြီးရွာကိုပစ်ခတ်တိုက်ခိုက်ခဲ့သည် ယမန်နေ့ဧပြီလ10ရက်နေ့ညပိုင်းချင်းပြည်နယ်မင်းတပ်မြို့ပေါ်လေရင်ပြင်ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာနေအများပြက်စီးခဲ့သည်ရှမန်နေဧပြီလ10ရက်နေ့နနက်7:00နာရီဝန်းကျင်တွင်စစ်ကောင်စီတပ်ကအုံမတိဆံမကျေးရွာကြရှိတောင်လှရွာနှင့်ကောရခါရွာကိုဒရုန်းဖြင့်တကြိမ်ဇက်ဖိုင်တာဖြင့်တကြိမ်လာရောက်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းထို့သောပုံကျဲတိုက်ခိုက်မှုကြောင့်ထေသားပြည်သူ၅ဦးသေဆုံးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နှလုံးပျက်စီးခဲ့သည် ဆလဘေတနက်ပင်မြို့နယ်အောင်ချမ်းသာရရင်စစ်တပ်ရဲနှင့်အုပ်ချုပ်ရေးမှူးများနိုင်တို့ပူးပေါင်း၍စစ်မှုထမ်းရန်လူငယ်များကိုဖမ်းဆီးပြီးငွေကြေးချိန်ချောက်တောင်းကန်လူအများအပြားစစ်မှုထမ်းတပ်သားဖြင့်ပို့ဆောင်ခံရဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းတနက်ပင်မြို့နယ်အောင်ချမ်းသာရွာရှိအကျန်းဘတ်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများ၌ကပြည်သူများကိုစစ်မှုထမ်းလာစဉ်ကြီးအတင်းအဓမ္မကောက်ခံနေပြီးငွေမပေးနိုင်သည့်လူငယ်များကိုအတင်းအဓမ္မစစ်မှုထမ်းတပ်သားများအဖြစ်ဖမ်းဆီးခေါ်ဆောင်နေကြောင်းဒေသပြည်သူများကရှမ်းကုန်းခေတ်တည်တဲ့တွင်ဌာနတန်းတို့ပြောကြားသည် အုပ်ချုပ်ရေးမှူးများနိုင်ကလူစားထိုးလူသူများထံမှလူစားထိုးကတော်လင်ငွေချက်သိန်းတရာရယူပြီးအောင်ချမ်းသာကြေးရွာမှလူငယ်များကိုဖမ်းဆီးကလူစားထိုးစစ်မှုရဲတပ်သားများအဖြစ်ပို့ဆောင်လျက်ရှိကြောင်းစုစုပေါင်းအောင်ချမ်းသာကြေးရွာမှလူငယ်လေးဦးကိုစစ်မှုရဲအစားထိုးတပ်သားအဖြစ်ဖမ်းဆီးစစ်ထဲသို့ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။ တခြားရွာတွေကပတ်စံရှိတဲ့သူတွေကအိုကြီးများနိုင်ကိုလူစားထိုးဖို့ရှာခိုင်းနေသူကလူစားထိုးစစ်သားတို့ကိုတင်းတရားနဲ့ရှာပေးတယ်သူကအဲ့ဒီလူတွေကိုပြန်ရောက်နေတဲ့ဘုံတခါတလေအရန်ဒုက္ခရောက်တဲ့အိမ်အောင်စုဝင်တွေကငွေကြေးမပေးနိုင်ရင်ဖမ်းမိစတဲ့ထဲထားပဲရွာမှာလည်းရဲနဲ့ပေါင်ပြီးလောင်းကစားဝိုင်းတွေမပြတ်ထားမှတွေကိုဒေသပြည်သူတို့ကပြောပြသည် အောင်ချမ်းသာကြည်ရွာတွင်နှစ်မူရန်ကြီးဆိုကလာစဉ်လာတိုင်းကောက်ခံနေကြောင်းထို့ပြင်တမချင်းွေဟုဆိုကအိမ်အောင်စုတိုင်း74ဒိမ့်မှ5ဒိမ့်ကြီးပေးနေရကြောင်းအချို့ရွာသားများသည်တမချင်းွေတော်မသိရှိရပဲတရွာလုံးဤနာမည်များထဲကအကုန်ဆက်ခိုင်းနေခြင်းဖြစ်ကြောင်းဒေသပြည်သူများထံမှသိရှိရသည် စစ်မှုထမ်းကြီးကလွန်ခဲ့တဲ့3လလောက်က2000ကောက်ပါတယ်3000ကောက်ကြာက3လရှိပါပြီလာတိုင်းပြရပါတယ်ရက်ကျော်သွားရင် မိုင်းနဲ့နံပါတ်တွေတက်ပြီးစစ်မှုထမ်းလိုက်ရမယ်ကြေညာတော့ကြောက်ပြီးအကုန်ထည့်ရတာပါဟုဒေသပြည်သူတို့ကပြောဆိုသည်ဆလဘေငလျင်တန်းကြုံရခြင်းကရင်ပြည်နယ်ဗန်မြို့မှာစစ်ကောင်စီတကြံမင်းနဲ့ဆက်ဆောင်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ နိုင်ငံတော်ကဒေသ6ခုမှာငလင်တန်အပြင်းထန်ကြုံနေရခြင်းကရင်ပြည်နယ်ပံမျိုးမှာပြည်နယ်စစ်ကောင်စီအဖွဲ့ကသကြံပွဲတော်ကျင်းပပြုလုပ်ဖို့အတွက်သဲတောင်မြင်သကြံပါဝင်ကန္နာလန်မှာသကြံမင်းနဲ့တိစောက်တာတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့ဒေသခံတွေစီကသိရှိရပါတယ်။ ကယံမြို့မှာလာမယ့်မဟာတကြံပွဲတော်အတွက်ကရင်ပြည်နယ်စစ်ကောင်စီအဖွဲ့ကကန္နာလန်းညာစီရန်အနေနဲ့တည်တောင်းပြန်မှာတကြံကိုတလားကြာကျင်းပပြုလုပ်မှာဖြစ်တယ်လို့လမ်းလျှောက်တကြံအပါအဝင်ကန္နာလန်းမှာရေကစားမန်တပ်တွေနဲ့စတုဒိတာကျွေးမွေးတာကိုစီကားစထဲတွင်ပြုလုပ်ကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ပြည်နယ်စစ်ကောင်စီဘွဲကတဲတောင်ပြင်းတကြံအတွက်ပြီးခဲ့တဲ့ match လပိုင်းကစလို့တဲတောင်ပြင်းပေါ်မှာဆက်ရန်နေရာတွေနဲ့ညှိယူရှင်းလင်းတာတွေလှုပ်ဆောင်နေပြီးအဲဒီတဲတောင်ပြင်းပေါ်မှာအနာယူပန်းဖြေတဲတွေရေကစားပေါ်ဝင်နေဆိုင်ကန်စတာတွေကိုထည့်သွင်းဆောက်လုပ်ထားပါတယ်။ ဒါအပြင်ကန္နာလန်မှာဗဟုမန်တဲ့အပါဝင်ဌာနဆိုင်ရာမန်တဲ့ချုပ်ကိုစတင်ပြုလုပ်နေတာတွေကိုလည်းတွေ့နေရပြီးတကြံပွဲတော်တဲ့ရက်ွက်အုပ်ချုပ်ရေးဖွဲ့ကရက်ွက်ထဲမှာအင်တိန်ကိုငွေကျပ်9000ကောက်ခံတာတွေလှူဆောင်နေပြီဖြစ်တယ်လို့ဗဟန်ဒေတာကန်တူကဆိုပါတယ်မြန်မာပြည်ထက်ပိုင်းနေပြည်တော်မန္တလေးစကိုင်းစတဲ့နေရာတွေမှာတဘာဝဘေးအန္တရာယ်ကိုဆူဆူဝဝကြုံတွေ့ရင်ဆိုင်နေရပြီးလူပေါင်းထောင်ချီတိုက်ဆုံနေရတဲ့အချိန်ကရင်ပြည်နယ်စစ်ကောင်စီဖွဲ့ကတကြံပွဲတော်ကိုစီစီကာကာဆက်လက်ကျင်းပပြုလုပ်သွားမယ်ဆိုတဲ့ပေါ် ဝေဖန်မှုတွေလည်းရှိနေခဲ့ပါတယ်။အခုလိုမြင်းကလင်ဘေးတံကိုကြုံတွေ့နေရတဲ့ချိန်မှာသကြံပွဲတို့ကိုမကျင်းပတော့ဘဲငလင်တန်သိန်းခံပြည်သူတွေကိုအခုချိန်ကာလမှာငလင်ကယ်ဆယ်ရေးတာလှုပ်ဆောင်တဲ့တော့ကြောင့်ဒေသခံတွေကဆိုပါတယ်။ဒါပြင်ဗအန်သကြံပွဲတော်ကာလအတွင်းသွားရောက်လည်ပဲကြမယ်လူငယ်တွေအတွက်စစ်ကောင်စီအဖွဲ့ကစစ်မှုရန်ဖန်ဆီးခေါ်ဆောင်မှာကိုလည်းစိုးရိမ်နေကြတာရှိသလိုတချို့ကတော့သကြံပွဲတော်မှာသွားရောက်လည်ပဲကြမှာဖြစ်တယ်လို့ပြောဆိုမှုတွေလည်းရှိနေကြတာဖြစ်ပါတယ်။ မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ဖက်အန်တကြံပွဲတော်မှာတော့ကနလန်တရှောင်းမှာဌာနဆိုင်ရာမန်နက်တွေသာတည်ရှိတာဖြစ်ပြီးလမ်းလျှောက်တကြံနဲ့စတုဒီသာမန်နက်တွေရှိနေသလို အရင်တကြံပွဲတော်ကာလလိုစီကားမှုတိတ်မရှိတော့ပဲလာရောက်ရေကစားလက်ပတ်သူအထိုက်လျောက်သာရှိနေတော့တာဖြစ်ပါတယ်။ရခိုဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းရကတော့အမြောက်တပ်344အနေကကဲများတွင်စစ်ကောင်စီနှင့်ပူးပေါင်းတိုက်ခိုက်ခဲ့သည့်ပြူစောတီတရားခံတေးဆုံးဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ AR တိုင်းတွင်တိုက်ပွဲများတွင်စစ်ကောင်စီနှင့်အတူပုံမောက်တိုက်ခိုက်ခဲ့ပြီးဖြူစော်ရီပြည်သူစစ်အဖွဲ့ဝင်များတရားကြောသေဆုံးကြောင်းသိရှိရသည်။ရှိကြီးအတုံငတိုင်းချောင်းမြို့နယ်များသို့ပြည်သူစစ်အင်အားတမျိုးနယ်လင်း60ရောက်ပြင်ပို့ထားရာယခုအယောက်80ဝန်းကျင်ခန့်သာအသက်ရှင်ကျန်ရင်းကြောင်းသိရှိရသည်။ အမတာ344ကကင်းတွေပြုတ်တာမှပြူစောတီရီပါဒေကုန်နဲ့အခုလူအင်အားထပ်ပြေမဲ့ကြားပါရဲဟုရေကြည်မြို့နယ်ဒေသခံတူက AR time ကိုပြောသည်စေအင်အားလိုအပ်ချက်ကိုစက်ကောင်စီကစစ်မှုရန်တပ်သားတင်များနဲ့အစားအထွေစီစဉ်နေပြီးအမှတ်344အမြောက်တန်းအမတာ344တို့တင်နန်းသားတဲ့တရားခံပူရန်ရှိကြောင်းစည်ရည်တရင်ရင်မြထံမှသိရသည် စစ်ကောင်စီနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များ၏တိုက်ပွဲသည်ရှေးကြီးအမြောက်တပ်အနီးရှိရောက်ရှိလာပြီးစစ်ကောင်စီကလေးကြောင်းမှပုံကျဲတိုက်ခိုက်လျက်ရှိသည်။ရမန်နေမတ်လ31ရက်ကရေးကြီးမြို့နယ်ရှိကညင်ကိုင်းနှင့်လဲခုံလေးကျေးရွာကိုစစ်ကောင်စီကစစ်တပ်လေးတင်းနှစ်စီးဖြင့်ပုံလာရောက်ကျဲချခဲ့ကြောင်းဒေသခံများထံမှသိရသည်။ ပတိမုံရွာလမ်းပေါ်ရှိစစ်ကောင်စီအမြောက်တပ်စုတွေလည်းတော်လန်ရေးတပ်များထိုးစစ်ကြောင်းတရွာဘေးတရာတပ်ဆုံလာရရခုအခါတွင်ဂုံးပြင်ရွာအေးအေးတာဖုန်ကြီးကြောင်းနဲ့တပ်ဆွဲနေကြောင်းသိရှိရပါတယ်ရှင်။